ီနေ့မှာတော့ကြက်တဲကြက်နည်းလေးချက်ပါမယ်ဒါအတန်းနေပြီးတော့ကြက်တဲကြက်နည်းလေးဖြစ်ပါတယ်ဒါကတော့ခင်းကျင်နည်းနှစ်လေးပါပလန်နာနဲ့ချိန်ထားတာပါနောက်ပြီးရင်ဂျင်းကြက်တုတ်တူကြက်တုတ်နည်းကိုလည်းအနှစ်လောက်ထားပါတယ်နောက်ပြီးရင်ဒီဘက်မှာကကရဝေးရော့ရဲ့တေချိုးဖိုးခေါ်ရဲ့နည်းနည်းပွင့်လေးပါအားလုံးနှလုံးကိုတုတ်ထားပါတယ်မြင်အောင်ပါစီတက်ပါမယ်စီတက်တဲ့တဲကိုဒီကြက်တုတ်တူချိန်ထားတာအနှစ်လေးကိုထည့်ပြီးစီတက်ပါမယ်ကရဝေးရော့တေချိုးဖိုးခေါ် ောက်ပြီးတော့နက်နက်ပွင့်လေးလေးပေါ့နော်အဲ့ဒါလေးပဲထည့်တက်လိုက်ပဲဒါမှမမွှေးလေးရပါတယ်နောက်ပြီးရင်ကြက်တဲမြေရေးသေးတာလေးထည့်ပြီးကြက်တဲမြေလေးပါထည့်ပြီးစီတက်လိုက်ပါမယ်9မိနစ်လောက်ကြော်ပါမယ်ကြော်ပြီးရင်ကျွန်တော်ရေးလေးနည်းနည်းထည့်မယ်ဒီမှာထည့်ရင်မှမဆလာလေးအုပ်မယ်မဆလာလေးရတော့ဒီမဆလာလေးတော်တော်ကောင်းပါတယ်တစ်ထုံလုံးထည့်လိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ခင်းချင်းဒီအနှစ်လေးထည့်ပါမယ်အနှစ်များများရအောင်ပါအနည်းကတော့ရှင်းရမှာပါနေများလေးနေပြီးစားတော့ကျွန်တော်ကြိုက်ပါလေအဲအဲကြောင့်မှနေများရောက်ဖို့အတွက်ထည့်ပါလေရှင်းရဲအာလူရဲထည့်ထည့်ပါမယ် ထည့်ပြီးရင်ကျွန်တော်အာလူနုပြီဆိုရင်ဟင်ကချက်ပြီလို့ပြောလို့ရတယ်။အဲ့ဒီလိုရင်တော့ချက်တဲ့မြန်နုပါတယ်။ရိုင်းနဲ့မှုလို့မရရဲမှုရင်ခြေသွားရဖြစ်မှာဆိုလို့ပါ။အခုဆိုရင်ချက်တဲ့မြန်လေးရပါပြီ။စားကြပါအောင်ချက်တဲ့မြန်နဲ့အာလူဟင်လေးပါ။ကျွန်တော်ကတော့ထမင်းလေးနဲ့အနှင်းလေးများလေးနဲ့နေပြီးတော့စားပါလို့မယ်။အားလုံးစားကြပါအောင်။အားလုံးစားကြပါအောင်ဗျ။အာလူနင်းနဲ့ချက်တဲ့မြန်လေးပါ။ကျေးဇူးပါ။